။အော်နိုင်ငံရေးဆွေးနွေးပွဲမူပေါင်းပြန်လည်သုံးသပ်တဲ့အစည်းအဝေးကဒီနေ့ဘာရည်ရွယ်တွေများထွက်လာလဲခင်ဗျ။ဟိုသူတို့ဆွေးနွေးပြီးသားတချို့ရှိမှာပေါ့။ဥမာအစိုးရလွှတ်တော်တက်မတော်ဖက်ချန်းနဲ့ EO ဆွေးနွေးပြီးသားတချို့ရှိမယ်။နော်ဒီနေ့ကအဲ့ဒီအဖွဲ့နဲ့နိုင်ငံရေးပါတီဖက်ချန်းနဲ့တွေ့တာ။အဲ့တော့ EO's နဲ့တွေ့တော့ကတချို့ review လုပ်ရမယ့်ဟာတွေကိုသူတို့ဘက်က highlight လုပ်ပေးတာရှိတော့ပေါ့။ အဲ့ဒီပုံမှာကျွန်တော်တို့နိုင်ငံရဲ့အစုဖွဲ့ရဲ့သဘောထားလေးတွေနောက်ပြန်ပြင်သင့်တဲ့ဟာလေးတွေကိုကျွန်တော်တို့ဘက်ကသဘောထားပေးကြတာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ခင်ဗျာနိုင်ငံရေးပါတီတွေရောဘာတွေများပြင်ဆင်ချင်တဲ့ဆန္ဒရှိလဲခင်ဗျာဒီမူပေါင်ကပြင်လို့ပြုလို့ရအောင်လေဖွင့်ပေးထားတာရှိပါတယ်တော်တော် MCA စာချုပ်ပါအတိုင်းပဲဆက်သွားမှာပေါ့အခုဆိုရင်ဒီ CSO forum တို့ဘာလို့လေးတွေ့လာတယ်လေအဲ့ဒီမှာဒီဘက်ကနော်ဟို ဆိုပါတော့နော်အဲအတွင်းမုံဖွေကိုဘလို့ဖွေမှလဲအဲ့ဒီမှာဘလို့ဘလို့ပါမှလဲနော်15ဦးစီလို့တော့သတ်မှတ်ထားရပို့အကြံပြင်းပို့နော်အဲ့တော့အဲ့ဒီကနေပြီးတော့နော်ကျွန်တော်တို့ဆွေးနွေးချက်တွေဟာမပြေလည်ဘူးပို့ရဆိုရင်နော် UPDC ရဲ့သဘောက GMCM ကိုတင်ရမှာပို့အဲ့တော့ GMCM ကိုတင်မှလားဒီဘက်က မပြေလည်တဲ့တချို့နော် deck lock ဖြစ်နေတဲ့ဟာလေးတွေကိုနော်ကြိုးပြတ်သွားအောင် ဆုံးဖြတ်ချက်တင်မှာလားဆိုတာမျိုးလေးလေးဆွေးနွေးကြတာရှိပါတယ်။ဟုတ်ကဲ့။ရာလက်တစုံတရာထွက်လို့ထွက်တယ်လို့ပြောနိုင်မလားခင်ဗျာ။ EOS ဖက်ကသဘောတူတာနဲ့ကျွန်တော်တို့နိုင်ငံရေးပါတီဖက်ကသဘောတူတာထပ်တူကြရင်ပြင်တာဖြစ်တာပေါ့။သို့မဟုတ်ကျွန်တော်တို့ကသုံးပွင့်ဆိုင်ပေါ့ tripartite ကိုသွားမှဖြစ်မယ်ဆိုရဲ review လုပ်တဲ့ဥစ္စာတွေကသုံးပွင့်ဆိုင်တီသွားဖို့ကျွန်တော်တို့73ရက်နေ့ထိကျွန်တော်တို့ဆွေးရတာပေါ့။ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်သန်းစုကြည်ကဒီလဩဂုတ်လ31ရက်နေ့မှာကျွန်ကြီးလာခံ21ရာစုပင်လုံကြီးလာခံကျင်းပမယ်ဆိုတော့ဒါများစောနေလားခင်ဗျတချို့ကအချင်းလိုတယ်လို့ပြောလို့ပါခင်ဗျဆရာဘယ်လိုများသုံးသပ်လို့ရမလဲအဲအဲ့ဒီ31ရက်เนาะဒီဩဂုတ်လကိုတတ်မှတ်ခြင်းဒီเนาะကျွန်တော်တို့လာတမကထူထူညီလာခံနဲ့များဆက်ဆက်သလားတော့မပြောတတ်ဘူးပေါ့တော်တော်လေးကျွန်တော်တို့ဘက်က rush ဖြစ်တာပေါ့အဲ့လိုတတ်မှတ်လိုက်တဲ့ခါမှာဒီဘက်က UPDGC ဆိုတာကလည်း framework ကိုအဓိကဆွေးနွေးရတဲ့အဖွဲ့အစည်းအစ်စ်ကလည်းအစ်စ်ဖြစ်တာပေါ့ကိုတော့အဟောင်းတွေနဲ့ရှိရအခုကလူသစ်တွေပါလာတာပေါ့အဲ့ဒီမှာပြန်ပြီးနှိုးရတာပေါ့ဗျာဘလို့ဘလို့ပြင်ပြတ်တန်းခဲ့ပြီးဒါကိုဘလို့ပြင်မယ်ဆိုတာလည်းရှိတဲ့အခါမှာအမှန်က UPDJC meeting ဟာဒီထက်ဆိုပြီးကျင်းပခဲ့ရမယ်15ဆိုရင်ဒေါံဆန်းစုကြည်နဲ့နေပြည်တော်မှာဒါမူတစ်ခုကို UPDJC ဘက်ကတတ်မှာရောမယ်တကယ်လို့စင်ဟာနေ့မှာကျွန်တော်မပြေလည်ခဲ့ရင်မနေ့ပြန်ဆိုရင် EOS ဘက်မှာအရင်ပုံကိုယ်တွေအပြင်တခြားပုံကိုယ်တွေပါလာရောမယ် အဲ့ဒီမှာ EOS နဲ့ခုနကအစိုးရလွှတ်တော်เนาะဒီဘက်ကတပ်မတော်နဲ့ဆွေးနွေးဖို့ရဲ့ရလကရေးကြီးပါတယ်ပြီးမှ73ရက်နေ့မှာကျွန်တော်တို့သုံးပွဲဆုံမှာအဲ့တော့မနေ့ပြန်ကြရင်လည်းကျွန်တော်တို့နိုင်ငံရေးပါတီတက်တက်ကြီးပဲဒီ framework တစ်ခုလုံးပေါ်မှာကျွန်တော်တို့ပါတီတွေအားလုံးရဲ့သဘောထားတွေကိုကျွန်တော်တို့ကပြန်သုံးသပ်အောင်ပါပို့ပြီးမှသုံးပွဲဆိုင်မှာကျွန်တော်တို့ဘလို့ တင်ပြဆွေးနွေးမှာလေဆိုတဲ့သဘောရှိမှာပေါ့ဒီကျို့ဒီ2015ယူကဝဲမှာအနိုင်မရတဲ့ပါတီကိုလည်းဒီအဲ့နိုင်ငံပါတီတဲ့၅ဦးကိုတက်ခွင့်ရမယ်လို့လည်းပြောထားတာရှိတော့ဒါဆရာတို့အနေနဲ့ရောဒါသဘောကျမှုနှိမ့်သက်မှုရှိလားခင်ဗျဒီထက်ပိုများရတဲ့လားခင်ဗျနိုင်တဲ့ပါတီ22ပါတီပဲ150မှာပါမယ်ကြံတဲ့အနိုင်မရတဲ့ပါတီကဒီဘက်က CSO foreigner ရိုးပြီးကမှ၅ဦးပဲပါရမယ်စုစုပေါင်းက၅ဦးဆိုတဲ့ခါကြတော့နေတာပေါ့ ဘာလို့သူကနိုင်ငံရေးဆိုင်ရာပြဿနာနိုင်ငံရေးပါတီများကဘလို့ပဲဖြစ်ဖြစ်အနိုင်မရသေးလို့သာအနိုင်ရရင်နိုင်ငံအာဏာနဲ့ဆိုးရလွတ်တူထိမှရောက်လာကြမယ်ပါတီကြီးပဲအဲ့ဒါကြောင့်နိုင်ငံရေးဆိုင်ရာကိစ္စမို့လို့နိုင်ငံရေးပါတီကိုဖြင့် CSO တွေ့ထက်ပို့ပြီးဦးစားပေးသင့်တာပေါ့တစ်သက်ရာစုပြလုံးညရာကန်ပြာစုညဉ့်ညကြီးလာကန်တို့ရေရှည်သွားမယ်သဘောရှိတာပေါ့ခင်ဗျာခုလက်ရှိအနေထားရအောင်ဆရာဘလောက်တိအောင်သဘောချမှုရှိလဲဆရာဆရာဘလောက်အများမျှော်လင့်ထားလဲခင်ဗျာနိုင်ငံရေးပါတီတွေကတော့အဖြစ်ခံပါ လက်ရှိအစိုးရတပ်မတော်လွှတ်တော်တွေဘက်ကသဘောထားပူကြီးလေအားလုံးပါဝင်တဲ့ကျွန်တော်ပြန်လေရင်ကြားစစ်နိုင်မဲ့ညီကြဲညီလာခံကြီးတခု အားလုံးလက်ကမ်းကြိုဆိုရမဲ့ညီကြဲညီလာခံကြီးတို့ဖြစ်လာမှာပေါ့အဲ့လိုဖြစ်လာမှာပဲဒီဆွေးနွေးပူကြီးဟာကာလာတိုမှာပဲပြီးပြီးကာလာအလတ်မှာပဲပြီးအရှေ့မှာပဲပြီးပြီးเนาะကျွန်တော်တို့စစ်မှန်တဲ့ပြည်တော်စုတခုကိုတော့တွားဖို့တို့တွေဒုက္ခလာမှာဆွေးနွေးနေကြပြီအဲ့တော့မိဘပြည်သူများဖက်ကလည်းပူပေါင်းပါဝင်ပြီးမှ CSO တခြားလူငယ်ဖွဲ့စည်းတွေကပူပေါင်းပံ့ပိုးပြီးမှဒီညီလာခံကြီးအောင်မြင်အောင်ညလန်ခံအောင်မြင်ဖို့ကတော့ရလက်ထွက်ဖို့ပဲလိုတယ်ရလက်ဆိုဒီမှာစစ်မှန်တဲ့ပြည်ထောင်စုကိုသွားလိုမှုလိုလားမှုကို ပြအောင်မှာကလွတ်တော်အစိုးရတက်မလို့ပဲနိုင်ငံတော်အဓိကကြီးကြပ်ကွက်ကိနေတဲ့ပုဂ္ဂိုလ်တွေဖက်ကသဘောထားကြီးကြီးနဲ့အားလုံးပါဝင်အောင်ဖိတ်ခေါ်နိုင်ဖို့လိုတယ်အဲ့လိုဆိုရင်အောင်မြင်ပြီတော်တော်အေးမော်အရဖေကကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ